digital marketing ကဘယ်ရောက်ပေါက်ဖွားလာတာလဲ digital marketing ရဲ့မြစ်ဖြားခံကဘယ်ရလဲအဲ့တော့ digital marketing မဖြစ်ဖြစ် traditional marketing မဖြစ်ဖြစ်တို့ရဲ့မူလဈေးမြစ်ဖြစ်တဲ့ sales and marketing ကနေဆင်းသက်လာတာဖြစ်တယ်အဲ့ဒီ marketing မှာမှကျွန်တော်တို့ရဲ့ traditional marketing ရှိရယ်နောက်ပြီးတော့မှ digital marketing ရှိရယ်ပေါ့အဲ့တော့ marketing ဆိုတာဘာလဲ marketing ဆိုတာကျွန်တော်တို့ဈေးရောင်းတာမဟုတ်ပါဘူးဈေးရောင်းဖို့အတွက်အထောက်ပံ့ပေးတယ်လို့ပြောတာထက်စာရင်ဝယ်ချင်လောက်အောင်လို့ stimulate လုပ်တယ်ဆိုတဲ့အရာ marketing ဖြစ်တယ်။အဲ့တော့ဝေဂျီလောင် stimulate လုပ်လိုက်တဲ့အရာ marketing ဆိုရင်အဲ့ဒီပေါ်နေမှာကျွန်တော်တို့က digital platform ပေါ်ကနေပြီးတော့မှဘယ်လိုဝေဂျီလောင်အောင်ရောင်းချမလဲဆိုတဲ့အကြောင်းအရာတွေကိုအဓိကထားပြီးတော့မှဒီ diploma in digital marketing ဘာသာရပ်ကိုသင်ကြားပေးမှာဖြစ်တယ်။သင်တန်းကာလအားဖြင့်၄လကြာမြင့်မှာဖြစ်ပြီးတော့ဘယ်လိုအကြောင်းတရားတွေကိုသင်ကြားမှာလဲ digital marketing ဆိုတာဘယ်လောက်ထဲထဲဝင်ဝင်ငါတို့ဒီသင်တန်းတက်ပြီးသွားရင်တည်သွားမလဲဆိုတဲ့အရာမှာကျွန်တော် briefly အရှင်းပြချင်ပါတယ်။ အဲ့တော့အများစုက digital marketing ဆိုတာကိုနားလည်ထားတာက Facebook handling TikTok handling လို့ထင်ကြတယ်တကယ်ပြန်တော့ digital marketing ဆိုတာဒီ not only about the Facebook not only about the TikTok but also how to optimize their website how you have to do the optimizing in the Google as well as uh, other social platform တွေပေါ်မှာကျွန်တော်တို့အနေနဲ့ဒီ watching la on stimulate လုပ်တဲ့အရာတွေဖြစ်တယ်အဲ့တော့ mostly ကမေးကြတယ် boosting လောက်တာတင်ပေးမှလား ် page ထောင်ပေါ်ထောင်နေသင်ပေးမှလား content ရေးပုံရေးနေသင်ပေးမှလား content အမျိုးအစားတွေသင်ပေးမှလားဆိုတော့အဲ့ဒီလောက်နဲ့ကျွန်တော်ရက်သွားမှာမဟုတ်ဘူးအဲ့ချက်ပို့ပြီး detail ကြတဲ့အရာတွေကိုကျွန်တော်သင်ကြားပေးမှာဖြစ်တယ်အဲ့တော့ digital marketing မှာအခြေခံကြတဲ့ marketing ၃မျိုးကို fundamental base ယူပြီးသင်ပေးမယ် content marketing and then social media marketing email marketing ဒီ၃ခုကိုကျွန်တော် fundamental ယူမယ်ပြီးတော့အခါမှာကျွန်တော်ခုနကပြောတဲ့ search engine optimizing search engine marketing ပြီးတော့တဲ့အခါမှာကျွန်တော်တို့ content အခြေခံအားဖြင့်ခုနှစ်မျိုးရှိတယ် content တွေကိုဘယ်လိုရေးမလဲ content calendar ဘယ်လိုဆွဲမလဲ and then တကယ် original master marketing plan ကိုဘယ်လိုဆွဲမလဲအဲ့ဒီ master marketing plan ကနေပြီးတော့မှ traditional marketing အတွက်ကိုဘယ်လိုခွဲထုတ်မလဲ digital marketing အတွက်ကိုဘယ်လိုခွဲထုတ်မလဲအဲ့ဒီ marketing plan နဲ့အတူတူတကယ်အရေးပါတဲ့အရာဖြစ်တဲ့ budgeting အဲ့တော့ စေးစပြောလိုက်တာနဲ့လူတွေအားလုံးကဘာကိုကိုစားပြုတယ်လူကိုကိုစားပြုတယ်မားကတ်တင်းကိုပြောလိုက်တာနဲ့ product ကိုကိုစားပြုတယ်ဟုတ်ပြီဒီ product ကို brand awareness ရအောင်ဒီ product ကိုလူတွေဝယ်ချင်လာအောင်ဒီ product ကို stimulate လုပ်ပြီးတော့ရောင်းချခြင်းဖြစ်စင်မှာအဓိကအခန်းကဏ္ဍဖြစ်တဲ့ budgeting အဲ့တော့ marketing budget ကိုကျွန်တော်တို့ဘယ်လိုဆွဲမလဲ marketing budget ကိုဘယ်လို allocate တွေချမလဲတနည်းစားပါဒီ marketing budget ပေါ်ကနေပြီးတော့မှဘယ်လိုမျိုး digital platform ပေါ်ကနေ activity တွေလုပ်သွားမလဲဆိုတဲ့အဟောင်းကိုတင်ကြပြသွားမှာဖြစ်တယ် အဲ့တော့အရင်ဆုံးပါသင်ပေးမယ့်ဆို introduction of the digital marketing fundamental principle တွေပါသွားမယ်ဒုတိယ website developing optimizing search engine marketing ဆိုတာဘာလဲနော် keyword တွေဆိုတာဘာလဲဟာလား long tail keywords နဲ့ short tail keywords ကဘာလဲ on page နဲ့ off page မှာဘယ်လိုလဲကျွန်တော်တို့ optimize တွေလုပ်ချမလဲဒီအကြောင်းအရာတွေပါမယ်တတိယ content marketing ကျွန်တော်အရှင်းမှာပြောခဲ့သလိုပဲ content အမျိုးအစား9မျိုးရှိမယ် ဒီ content အမျိုးအစား5မျိုးကိုကျွန်တော်တို့ဒီ weekly daily basis မှာဘယ်လိုမျိုး allocate တွေလုပ်မလဲဘယ် content ကတော့ဖေးအကြောင်းတရားကိုကိုစားပြုပြီးဘယ် content ကတော့ knowledge sharing လဲဘယ် contents ကတော့ engagement အတွက်လဲဘယ် contents ကတော့ purely sales လဲဘယ် contents ကတော့ CSR အတွက်သွားတာလဲဘယ် contents ကတော့ season creative မျိုးလဲဆိုတော့ classification of the contents ပိုင်းသင်ကြားပေးမှာဖြစ်တယ်အဲ့နောက်မှာတော့ social media marketing အဲ့တော့ social media လို့ပြောလိုက်ကြရင်အများစုတွေ့ရတာ Facebook အနန် TikTok လောက်ပေါ့ဒါပေမဲ့ကျွန်တော်တို့ LinkedIn ပါလာမယ် IG တွေပါလာမယ် Telegram မှာ group ဖွဲ့ပြီးဘယ်လိုမျိုး marketing စင်မလဲ and then Viber နဲ့ဘယ်လို e-marketing တွေလုပ်မလဲဆိုရက် social media marketing ပါလာမယ် and then search engine marketing ဟာလာ AD ပါလဲဆိုကျွန်တော်တို့ကပါလဲ AD မပါဘူးဆိုရင်ပါလဲဟာလာအကြောင်းတစ်ခုကို Google search မှာရိုက်လိုက်တာနဲ့ကိုယ့်ရဲ့ page က landing page မှာကြာချင်တာလား ကိုရဲ့ website ရဲ့ performance ကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ monitor trick လုပ်မလဲပေါ့เนาะဒါတွေပါမယ်နောက်က email marketing အဲ့တော့ email marketing ရဲ့အရေးကြီးတဲ့အကြောင်းတရားတစ်ခုဖြစ်တဲ့ database အဲ့ဒီ database ကိုကျွန်တော်တို့ဘယ်လို develop လုပ်မလဲဟုတ်ပြီเนาะပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ရလာတဲ့ဒီ result တွေကို analyze လုပ်မယ်ပေါ့ဟုတ်လားကျွန်တော်တို့ page တွေရဲ့ performance တွေကျွန်တော်တို့ post တွေရဲ့ performance တွေကျွန်တော်တို့ the voice of guest တွေရဲ့ performance တွေကိုကျွန်တော်တို့ဘယ်လို analysis လုပ်မလဲပြီးသွားတဲ့အခါမှာကျွန်တော်တို့ digital strategies တွေ နောက်လာမယ့်6လအတွက် digital strategy ဘယ်လိုချမလဲနောက်နှစ်အတွက်ကျွန်တော်တို့ digital strategy ကိုဘယ်လိုချမလဲအဲ့ဒီ strategy နဲ့တူကျွန်တော်တို့ဘာတွေလုပ်မလဲဆိုတော့ budget plan ဘယ်လိုဆွဲမလဲပေါ့နော် and then legal နဲ့ ethic point ကနေပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုး registered လုပ်မလဲဒါတွေတင်စားပေးမယ်အပြင်ခုနရေးကြည့်တဲ့ page တွေဘယ်လိုထောက်မလဲဟာလား boosting တွေဘယ်လိုလုပ်မလဲ page တစ်ခုအောင်မြင်ဖို့အတွက်အချိန်ဘယ်လောက်ယူပြီးတော့ကျွန်တော်တို့ preparation တွေလုပ်မလဲပေါ့ and then နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီ analysis တွေပေါ့ performance analysis တွေမှာဘယ် software တွေနဲ့တော့ဘယ် platform ကိုဘယ်လို measurement လုပ်မလဲဘယ် point of view ကနေကြည့်မယ်ဆိုရင်တော့ဘာတွေ luggage ဖြစ်နေလဲဆိုတဲ့အရာတွေကိုသင်ကြားပေးသွားမှာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်း sales marketing professional တယောက်အနေနဲ့ယက်တီခဲ့တဲ့ကာလတွေလည်းမနေခဲ့ဘူးအဲ့တော့တေချာတာတစ်ခုကတော့ကျွန်တော်ပြည်တွင်းပြပလောက်တဲ့ session နှစ်နဲ့ theoretical practical နဲ့ fundamental combination ဉာဏ်ပူကနေပြီးတော့ဒီ digital marketing diploma မှာ ကောင်းမွန်တဲ့အတွေ့အကြုံတွေကောင်းမွန်တဲ့ knowledge တွေတည်တည်တည်ထိုက်တဲ့အရာတွေအားလုံးရရှိသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့အမခံပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ